ဖင်လန်နိုင်ငံဆိုတာဟာဥရောပတိုက်ရဲ့ဘယ်နေရာမှာရှိနေတာလဲဖင်လန်နိုင်ငံရဲ့လူနေမှုအဆင့်အတန်းတွေကဘယ်လိုမျိုးရှိသလဲပညာရေးစနစ်တွေကတော့ဘယ်လိုပုံစံမျိုးလဲဖင်လန်နိုင်ငံမှာကမ္ဘာအဆင့်သတ်မှတ်ချက်အနေနဲ့ဘာတွေရှိမလဲဖင်လန်နိုင်ငံရဲ့ယာတီလူအခြေအနေရောဘယ်လိုမျိုးရှိလဲဖင်လန်နိုင်ငံရဲ့တနေ့တာထူးခြားချက်တွေကဘာတွေလဲအစရှိတဲ့ဖင်လန်နိုင်ငံရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကိုဒီဗီဒီယိုမှာအဓိကထားပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့မိတ်ဆွေတွေအနေနဲ့ဖင်လန်နိုင်ငံနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရတဲ့သိချင်တဲ့ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ရိုသေလေးစားစွာအချံပြုတိုက်တွန်းလိုပါတယ်။ကဲဟုတ်ပြီဒါဆိုရင်အခုပဲဒီဗီဒီယိုကိုစားလိုက်ကြအောင်။အားလုံးမင်္ဂလာပါခင်ဗျာ Diamond Entertainment YouTube Channel ကနေပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုပါရစေ တကယ်တော့ဖင်လန်နိုင်ငံဆိုတာဟာဥရောပနိုင်ငံတွေထဲကနိုင်ငံတစ်နိုင်ငံဖြစ်ပြီးဥရောပတိုက်ရဲ့အနောက်မြောက်ဘက်ခြမ်းမှာတည်ရှိနေပါတယ်။ဖင်လန်နိုင်ငံကလူနေမှုအတ္တာနဲ့အဆင့်အတန်းမြင့်မာပြီး World Happiness Index လို့ခေါ်တဲ့ကမ္ဘာပျော်ရွှင်မှုအဆင့်မှာလည်းကမ္ဘာနံပါတ်1နေရာကိုတနည်းချာမလွဲတမ်းရရှိနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။အဲ့ဒါပြင်ဖင်လန်နိုင်ငံရဲ့ကျောင်းပညာရေးတဘာပဝန်းကျင်ထိန်းသိမ်းမှုနည်းပညာတိုးတက်မှုနဲ့လူမှုဖူလုံရေးစနစ်တွေကလည်းဖင်လန်နိုင်ငံရဲ့ထူးခြားတဲ့အားသာချက်တွေပဲဖြစ်ပါတယ်။ ဖင်လန်နိုင်ငံဟာကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေထဲကနိုင်ငံတစ်နိုင်ငံဖြစ်သလိုကမ္ဘာအေးအေးမြဆုံးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဖင်လန်နိုင်ငံကတစ်နှစ်လုံးအေးမြနေတဲ့နိုင်ငံတစ်ခုဖြစ်ပြီးဆောင်းရာသီမှာဆိုရင်အပူချိန် -40 ဒီဂရီဆယ်စီယပ်အထိကိုရောက်ကြနိုင်ပါတယ်။နွေရာသီအချိန်မှာဆိုရင်တော့နွေထွေးတက်ပေမဲ့လည်းညသောအဖြစ်ကတော့အေးမြနေတတ်ပါတယ်။နွေရာသီမှာကတော့ white nights လို့ခေါ်တဲ့ညအလင်းရောင်တွေဟာကြာမြင့်နေတတ်ပြီးအလင်းရောင်ကတစ်နေ့လုံးတစ်ညလုံးတောက်ပနေတတ်ပါတယ်။ဆောင်းရာသီမှာကတော့ polar night ဖြစ်ပြီး တစ်နေ့လုံးအမှောင်ဖြစ်နေတာကြောင့်ဖင်လန်နိုင်ငံကလူတွေဟာအနောက်ဥရောပကတခြားနိုင်ငံတွေနဲ့မတူဘဲနေထိုင်မှုပုံစံကွဲပြားလျက်ရှိပါတယ်။ဖင်လန်နိုင်ငံက United Nation ရဲ့ World Happiness Report မှာဆယ်စုနှစ်တစုစာနီးပါးကမ္ဘာအပျော်ရှင်ဆုံးနိုင်ငံအဖြစ်ဦးဆောင်နေတဲ့နိုင်ငံဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့ဖင်လန်နိုင်ငံရဲ့ Social Security System လို့ခေါ်တဲ့လူမှုဖူလုံရေးစနစ်ကောင်းမွန်မှု Education System လို့ခေါ်တဲ့ပညာရေးစနစ်ကမ္ဘာထိပ်တန်းကြမှု Government Trust လို့ခေါ်တဲ့ကိုယ်စားလှယ်ခန့်အပ်ခြင်းမြန်မာမှု quality of life လို့ခေါ်တဲ့လူနေထိုင်မှုအဆင့်တန်းမြင့်မားမှုဆိုတဲ့အချက်တွေကြောင့်ဖင်လန်နိုင်ငံဟာကမ္ဘာပျော်ရွှင်မှုအဆင့်မှာနံပါတ်1နေရာမှာရောက်ရှိနေခြင်းဖြစ်ပါတယ်။ဖင်လန်နိုင်ငံကကမ္ဘာအကောင်းဆုံးပညာရေးစနစ်ကိုပိုင်ဆိုင်ထားတာကြောင့်ចောင်းသားတွေမှာအထွေထွေသင်ကြားခြင်းတွေကြောင့်ပင်ပန်းနွမ်းနယ်မှုဆိုတာမရှိပါဘူး။ဖင်လန်နိုင်ငံရဲ့ပညာရေးစနစ်ကចောင်းသားတွေအတွက်အရေးကြီးတဲ့စာမျက်ဝဲတွေကိုဖြည့်ဆို့လို့မရှိသေးပဲအတန်းထဲမှာပဲနားလည်မှုကိုအဓိကအခြေခံပြီးတော့သင်ကြားပေးတဲ့ပညာရေးစနစ်ဖြစ်ပါတယ်။ Less homework လို့ခေါ်တဲ့အ ਨੇ စုံအင်စာပေးစနစ်ကိုကျင့်သုံးပြီး ចောင်းသားတွေအနေနဲ့တနေ့တာပျော်ရှင်စွာသင်ကြားနိုင်အောင်လေ့လာမှုစနစ်တွေကိုသတ်မှတ်ပေးထားပါတယ်။ဖင်လန်နိုင်ငံရဲ့ပညာရေးစနစ်မှာ Equal Education လို့ခေါ်တဲ့ဒန်းတူညီမျှမှုစနစ်ကိုအဓိကထားကျင့်သုံးပြီးစာပေသင်ကြားမှုအပိုင်းမှာចောင်းသူចောင်းသားများအားလုံးကဒန်းတူအခွင့်အရေးကိုရရှိစေနိုင်ပါတယ်။ဖင်လန်နိုင်ငံကသဘာဝတရားတွေကိုလည်းအထူးပြည့်စုံစွာရရှိစေနိုင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ Northern Lights တို့မဟုတ် Aurora Borealis လို့ခေါ်တဲ့ရောင်စင်ကောင်းကင်ရုပ်များကိုဖင်လန်နိုင်ငံရဲ့ဆောင်းရာသီမှာမြင်တွေ့နိုင်ပါတယ်။ဖင်လန်နိုင်ငံ Lapland မြို့ဟာ Santa Claus လို့ခေါ်တဲ့ Christmas ဖူးဖိုးရဲ့မွေးဖွားရနယ်မြေတစ်ခုလည်းဖြစ်ပြီးတဘာဝအလှတရားတွေကိုကြီးရှုနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဖင်လန်နိုင်ငံမှာလှပလွန်းတဲ့လက်ပိုင်များ85ရာခိုင်နှုန်းသောတစ်တောအုပ်များဖြင့်ရေအိုင်ပေါင်း38,600ကျော်ထပ်မံတည်ရှိနေတာကြောင့်တဘာဝအလှတရားများစွာကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ဖင်လန်နိုင်ငံအထူးခြားတဲ့ယဉ်ကျေးမှုတွေထဲမှာဆော်နာယဉ်ကျေးမှုကလည်းပါဝင်နေပါတယ်။ဆော်နာဆိုတာကဖင်လန်နိုင်ငံသားတွေရဲ့နေစဉ်ဘဝမှာပါဝင်နေတဲ့ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ ဖင်လန်နိုင်ငံမှာစော်နာသုံးခြင်းဟာကိုလတ်နဲ့အစိတ်များကိုအပန်းဖြေနိုင်တဲ့အရေးကြီးသောစိတ်အပန်းဖြေရည်ချေမှုတစ်ခုဖြစ်ပါတယ်။ဖင်လန်နိုင်ငံဟာနိုင်ငံတစ်ခုအနေနဲ့သာမကဘဲလူတွေအတွက်အသက်ဆက်လက်ရှင်သန်ဖို့အတွက်အကောင်းဆုံးသောနေရာတစ်ခုလည်းဖြစ်ပါတယ်။ဘာပပျော်ရှင်မှုအဆင့်မှာလဲကမ္ဘာနံပါတ်1ဖြစ်သလိုပညာရေးသဘာဝပတ်ဝန်းကျင်လူမှုဖူလုံရေးစနစ်တွေကလည်းအလွန်အမတန်မှတ်ကိုထူးခြားကောင်းမွန်လွန်းလာပါတယ်။အဲဒါကြောင့်မလို့ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းမိသူမဆိုဖင်လန်နိုင်ငံကိုတစ်ခါမှတစ်ခါတော့လာလေကြဖို့ကိုအကြံပြုတိုက်တွန်းလိုပါတယ်။ ဖင်လန်နိုင်ငံရဲ့ထူးခြားမှုတွေကိုအားလုံးကကြိုင်းသိတတ်ကြလိမ့်မယ်လို့ပြောလင်းပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာများစွာပါဝင်တဲ့အကြောင်းအရာတွေကိုသိရှိလိုရဆိုရင်ကျွန်တော်တို့ရဲ့ Diamond Entertainment YouTube Channel ကို Like and Subscribe လုပ်ပေးဖို့မမေ့ပါနဲ့နောက်ထပ်ဗဟုသုတရစရာတွေကိုနောက်ထပ်လာမယ့်ဗီဒီယိုတွေမှာမကြခင်ပြန်လည်ဝင်မြေ့ပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲ Good luck ပါ